အရှင်ဖေရအိမ်ပေါ်ဖွတ်တဲ့ရင်လက်တိတ်တယ်လို့ကြားဘူးပါတယ်အဲ့ဒါဟုတ်ပါသလားတပည့်တော်အိမ်နာမှာဖွတ်တွေ့ရှိလို့ပါတဲ့အိမ်ပေါ်ဖွတ်တတ်မှာကိုကြောက်ပုံရတယ်နော်အိမ်ပေါ်ဖွတ်တဲ့ရင်လက်တိတ်လားမတိတ်လားတော့မသိဘူးဦးစင်းနဲ့ယင်းနေတဲ့တကားတယောက်ကတော့သူ့အိမ်ပေါ်ကိုဖွတ်တတ်လို့ဆိုပြီးအဲ့ဒီဖွတ်ကြီးကိုရိုက်တက်ပြီးချက်စားလိုက်တယ်နော်ဟင်းစားတော့ရသွားတာပေါ့ဦးစင်းတို့မြန်မာလူမျိုးတချို့ဟာမလိုလားအပ်တဲ့ယူဆတွေတော်တော်ယူဆပါတယ် တခါတုန်းကစာအုပ်တအုပ်မှဖတ်ဖို့လိုက်တယ်နှစ်ထပ်အိမ်တစ်လုံးစောက်ပြီးတဲ့နေ့မှာပဲရထာနာလို့ဆိုပြီးအိမ်ပိုင်ရှင်တွေကအဲ့ဒီနှစ်ထပ်အိမ်ကြီးကိုပြစ်ထားခဲ့ပြီးတော့တခြားကိုပြောင်းသွားကြပါတယ်နှမျိုးဖို့ကောင်းလိုက်တာနော်ဘာကြောင့်အဲ့ဒီအိမ်မှာဆက်မနေတာလဲဆိုရင်ရထာနာသွားတဲ့အိမ်မှာနေပါကအိမ်သူအိမ်သားတွေခိုက်ပြီးလက်တိတ်တက်တယ်တဲ့အဲ့ဒါကြောင့်မနေတာဆိုပြီးထားသွားကြတာနော်တရုတ်လူမျိုးတွေရဲ့အယူအဆကတော့အိမ်ပေါ်လရာနားမယ်ဆိုရင်အဲ့ဒီအိမ်ပေါ်မှာနားနေတဲ့လရာဟာ အနောက်ဘက်ကိုအန်ချလိုက်ပါကအဲ့ဒီအိမ်စီးပွားတတ်တယ်ဆိုပြီးယူဆပါတယ်ဘယ်အယူဆမှမမှန်ပါဘူးနော်လရဆိုတာငှက်လေသူအတောင်ညောင်းရင်နားမှာပေါ့လရနားတာနဲ့ပဲစီးပွားတတ်တယ်စီးပွားပြတ်တယ်ရှိမလားနည်းနည်းစဉ်းစားကြည့်ပါနော်အဲ့ဒီတိုင်းပဲဖွတ်ဆိုတာလည်းတရိတ်ဆန်လေအခက်မသိလို့သူတက်ချင်ရင်တက်မှာပေါ့ဖွတ်တက်လို့လက်တိတ်တယ်ဆိုတာဟာတိတိကျကျစဉ်းစားကြည့်မယ်ဆိုရင်လုံးဝယုတ်တိမရှိပါဘူးနော် လက်တရတဲ့အကြောင်းရင်းကအကုသိုလ်ကံကြောင့်လက်တရတာပါအကုသိုလ်ကို များများလုပ်တဲ့အိမ်ဟာများများလက်တိတ်ပါတယ်နော်ဒါကြောင့်လက်တိတ်တာကိုအလိုမရှိဘူးဆိုရင်အကုသိုလ်ကိုရှောင်ပြီးကုသိုလ်ကိုများများလုပ်ပါဖွတ်တက်ခြင်းမတက်ခြင်းနဲ့ဘာမှမဆိုင်ပါဘူးနော်အရှင်ဖယားတတိတော်မွတ်စလင်လူမျိုးပါဖယားဖယားမိထွန်းလို့ကုသိုလ်ရနိုင်ပါမလားဖယားတဲ့စီမီထွန်းတယ်ဆိုတာအလင်းရောင်ကိုလှူတာပါနော်အလင်းရောင်ကိုလှူတာဟာ ကုသိုလ်ဖြစ်ပါတယ်ကုသိုလ်ဆိုတာအပြစ်ကင်းပြီးကောင်းကျိုးပေးတဲ့အလုပ်ကိုပြောတာပါအဲ့ဒီလိုအပြစ်ကင်းပြီးကောင်းကျိုးပေးတဲ့အလုပ်ကိုဘယ်လူမျိုးဘယ်ဘာသာမဆိုလုပ်ကောင်းပါတယ်အလင်းရောင်လှူခြင်းကြောင့်ကောင်းကျိုး၅မျိုးရရှိစေပါတယ်အဲ့ဒီကောင်းကျိုး၅မျိုးကဘာတွေလဲဆိုရင်၁တကိုးတေသောအာနုဘောကြည်ခြင်း၂ညည်ရင်လင်မြန်ခြင်း၃ထွန်လင်းတောက်ပအစင်းလှခြင်း၄ဉာဏ်ပညာထက်မြက်ကြီးကျယ်ခြင်း ငါကိတိနှစ်ပါးကြော်စောထင်ရှားခြင်းတို့ဖြစ်ပါတယ်။ဒါဟာစင်ပြီးအလင်းရောင်တူခြင်းကြောင့်ဖြစ်လျာဘဝမှာရရှိမိကောင်းကျိုး၅မျိုးပဲဖြစ်ပါတယ်။အဲ့ဒီကောင်းကျိုး၅မျိုးကိုဗုဒ္ဓဘာသာကပေးတာမဟုတ်ပါဘူး။ပေးလို့လည်းမရပါဘူးနော်။အဲ့ဒီကောင်းကျိုး၅မျိုးဟာအကြောင်းလို့လို့အကျိုးဖြစ်သွားတာပါအဲ့ဒီအကြောင်းတရားကိုဗုဒ္ဓဘာသာကပဲ လုပ်သည်ဖြစ်စေအခြားမိတိဘာသာဝင်မိတိလူမျိုးကပဲလုပ်သည်ဖြစ်စေအကျိုးတရားကိုရမှာဖြစ်ပါတယ်เนาะ ဘာသာတရားတွေနဲ့မဆိုင်ပါဘူးလူမျိုးတွေနဲ့မဆိုင်ပါဘူးဒါကြောင့်စီမီထိုးရင် ကုသိုလ်ရပါသလားဆိုရင်ဘယ်လူမျိုးကပဲထွန်းထွန်းအလင်းရောင်ကိုလှူတာဖြစ်တဲ့အတွက်ကုသိုလ်ရတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်ဖုံဖုံဖေယမွတ်စလင်တယောက်ကပြောပါတယ်ဗုဒ္ဓဘာသာမှာလဲတတိတိရွဲ့စာကျင်းကလဲသူတစ်ပါးအသက်လို့ပြောနေပါတယ်မှန်ရဲ့လားဖေယသစ်ပင်တွေမှာအသက်ပါလားတဲ့ တစ်ပင်တွေမှာအသက်မပါပါဘူးเนาะတစ်ပင်မှာအသက်မရှိတာကိုအသက်ရှိတယ်လို့ယူဆရင် မိစ္ဆာဒိဋ္ဌိဖြစ်ပါတယ်တချို့ကတစ်ပင်တွေမှာအသက်ရှိတယ်လို့ယူဆတတ်ကြပါတယ်ဘာသာရေးရှုထောင့်ကပဲ ကြည့်ကြည့်သိပ္ပံရှုထောင့်ကပဲကြည့်ကြည့်တစ်ပင်တွေဟာညီရီလေးနေဆိုတဲ့ဓာလေးပါကြောင့်ရှင်သန်နေတဲ့အာဟာရရုပ်တွေသာဖြစ်ပါတယ် စ်ပင်တွေမှာလူတွေလိုစိတ်ကစားရုပ်မရှိပါဘူး။ဒါကြောင့်တိတိတိရွဲ့စားခြင်းဟာသူတစ်ပါးအသက်ကိုတက်ရမရောက်တဲ့အတွက်အပြစ်လည်းမရှိပါဘူး။နော်။အရှင်ဖေရတပည့်တော်မေးတာကြားပါပြီဖေရ။တောင်ပေါ်မှာမေတ္တာမပူပဲတစ်ပင်ခုတ်ရင်အန္တရာယ်ဖြစ်နိုင်လားဖေရတဲ့။မေတ္တာပို့တာကတော့ကောင်းပါတယ်နော်။သို့တော်လည်းပဲတစ်ပင်ခုတ်တဲ့နေရာမှာတော့မေတ္တာပို့ယုံတစ်ခုတည်းနဲ့မလုံလောက်ပါဘူး။ ဘာကြောင့်လဲဆိုရင်တစ်ပင် တွေမှာမမြင်နိုင်တဲ့ယူကဇိုးတွေရှိပါတယ်။ယူကဇိုးတွေနေတဲ့ဘုံဘိတ်မှန်ဟာတစ်ပင်နဲ့ဆက်ဆက်နေပါတယ်။ဘုံဘိတ်မှန်ကလည်းပဲတစ်ကိုင်းမှာတည်တဲ့ပါခတ်ထဘိတ်မှန်နဲ့ပင်စီမှာတည်တဲ့ရုတ်ခတ်ထဘိတ်မှန်ရယ်ဆိုပြီးနှစ်မျိုးရှိပါတယ်။မိမိကတစ်ကိုင်းကိုခုတ်လိုက်မယ်ဆိုလို့ရှိရင်တစ်ကိုင်းမှာတည်နေတဲ့ပါခတ်ထဘိတ်မှန်ပျက်စီးသွားနိုင်ပါတယ်။တကယ်၍ပင်စီကိုခုတ်လိုက်မယ်ဆိုရင်ပင်စီမှာတည်နေတဲ့ ဒုက္ခထဗိမ္မာန်ပျက်စီးသွားနိုင်ပါတယ်။ဒါကြောင့်တစ်ပင်ခုတ်တဲ့နေရာမှာလက်တွေနေလို့ရလောက်တဲ့အရာတစ်ခုလောက်တော့ထားခဲ့ပြီးခုတ်တာပူပေါင်းပါတယ်။ဒါဆိုရင်ပူပြီးအန္တရာယ်ကင်းပါတယ်။အရှင်ဖေရတပည့်တော်တို့နိုင်ငံမှာစူတောင်းပြေဖေရတို့စူတောင်းပြေဇေဒီတို့ဆိုတာ မရေတွက်နိုင်အောင် ပေါများပါတယ်။တိကျင်တာက တကယ်စူတောင်းပြေလားဖေရတဲ့။ အဲ့ဒီဘွဲ့နာမည်တွေကလူတွေပေးထားတာပါဗုဒ္ဓဘာသာဆိုတာဆူတောင်းတဲ့ဝါဒကိုအဓိကထားတဲ့ဘာသာမဟုတ်ပါဘူးဗုဒ္ဓဘာသာဆိုတာအကြောင်းတရားကြောင့်ရရှိလာတဲ့အကျိုးတရားရဲ့အပေါ်ကိုအဓိကထားယုံကြည်တဲ့ဘာသာဖြစ်ပါတယ်ဆူတောင်းတယ်ဆိုတာကလည်းအကြောင်းတရားကြောင့်ရရှိလာတဲ့အကျိုးတရားရဲ့အပေါ်မှာမိမိဖြစ်ခြင်းတဲ့စန္ဒကိုတင်ပြခြင်းသာဖြစ်ပါတယ်ဒါကြောင့်ဆူတောင်းပြည့်ခြင်းမပြည့်ခြင်းဆိုတာဟာ မိမိပြုတဲ့ကံအကြောင်းတရားအပေါ်ပဲမူတည်တယ်လို့မှတ်သားထားရပါမယ်